ကိုယ်ခွေမှုတရဏဂုံဟာဘယ်နှမျိုးရှိတုံဆိုလို့ရှိရင်လောကိယတရဏဂုံနဲ့လောကုတ္တရတရဏဂုံတို့အခြေခံအားဖြင့်ဒီလိုနှမျိုးမှန်လောကိယတရဏဂုံဆိုတာအေအနေနဲ့ဖရာပေါ်မှာယုံကြည်တယ်တတ်တာအဲ့ဒီယုံကြည်မှုကိုအခြေခံတဲ့တမ္မာဒိဋ္ဌိတတ်တာနဲ့တမ္မာဒိဋ္ဌိ တတရဲ့တတကိုအခြေခံတဲ့တမ္မာဒိဋ္ဌိရဲ့အဲ့ဒါကိုဒါလောကိယတရဏကမနာလို့ခေါ်တယ်လောကုတ္တရကြတော့တစ္ဆာလေးပါးကိုမြင်သွားပြီဖရာတရားတန်ခါပေါ်မှာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ကိုးကွယ်မှုကိုဒါလောကုတ္တရတရဏကုံလို့ခေါ်တယ်နော်လောကုတ္တရတရဏကုံလို့ခေါ်တယ် အဲ့ဒီမှာလောကီတရဏဂုံလောကုတ္တရာတက္ကရုံဆိုတဲ့အထဲမှာလောကီဒီလောကုတ္တရာတရဏဂုံဆိုတော့ခိုင်မြဲသွားပြီပေါ့တကယ့်ကိုဓမ္မစကုတရားမျက်စိရသွားတဲ့ပုဂ္ဂိုလ်တွေသောတာပန်တက္ကရာနာဂာယန္တဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲတဲ့ပုဂ္ဂိုလ်ဒီပုထုဇဉ်နေလောကီတရဏဂုံဆိုတာတော့ပြောင်းလဲနိုင်တယ်အခုဘုရားဝါဒဖြစ်ပေမဲ့တရားတခြားဘာသာဝင်ဖြစ်ခြင်းဖြစ်သွားနိုင်တယ် နော်ယုံကြည်ချက်တွေဟာပြောင်းလဲနိုင်တယ်ကိုယ်ွယ်မှုတွေလည်းပြောင်းလဲနိုင်တယ်ပေါ့အဲ့ဒီမှာတရဏဂုံအမျိုးစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတီဖို့ဆိုတာတရဏဂုံအမျိုးစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတဏိယတနာ အတ္တတဏိယတနာဆိုမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓသနေရတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဖရာအအနှင်းပါတယ်လို့ဆိုရင်အတ္တတဏိယတနာကိုယ်ကိုယ်ကိုအနှင်းပြီးတော့ကိုယ်ခွေတဲ့တရဏဂုံကိုအတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတ္တ ပါဠိလိုတပရာယနာတပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာဖះမှာတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခါပရာယနောတန်ခါသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရဏတာလို့ခေါ်တယ်။နောက်တစ်ခုကတိတ်တဘာဝုပကမကမဏတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပကမဏဆိုတာကဲ့ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘုသူရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်တန်ခါရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာ အဲ့တော့ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါတိတ်တပါဥပကမ္မနာတရဏဂုံလို့ခေါ်တယ်။ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပလိပုံနာတထေကြီးကတိတ်တပါဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူပါ။အဟံဗုဒ္ဓတအန္တေဝတိကောငါဖရာရဲ့တပည့်ပဲဘယ်သူရဲ့တပည့်မှမခံဘူး။ ငါဆရာဖះပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသေးပေးတာဘုရားမဘယ်ဖះကိုမှလက်အုပ်ချီခြင်းအယုသေးပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မတန်ခါကိုသာလည်းလက်ဥချီခြင်းယုတ်တိပေးခြင်းရှ िख ိုးခြင်းလုပ်ပဲလို့ ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ခွေတာယူသိပေးတာဒါပဏိပါတလို့ခေါ်တယ်အဲဒီလိုပဏိပါတလုံးတဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုယ်ခွေတယ်ဆိုတဲ့နေရာမှာလတ်လပ်ပါလိုခြင်းလို့ဖះကိုယ်ခွေတာလား ဆရာသမားဖြစ်လို့ဘုရားကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ့်ကဲ့ရဲ့ရှုပ်ချမှာမူကြောက်လို့ကိုးကွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒါလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှာတရဏဂုံတည်တယ်တဲ့ နော်တရဏဂုံယူပေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုးခွေမှတရဏဂုံတီးတယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှင်ဒါတရဏဂုံမဟုတ်ဘူးကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့အမျိုးရိုးလိုက် မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးခွေရင်လည်းပဲတရဏကုတ်အစ်စ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးခွေလို့ရှိရင်လည်းပဲဟုတ်လားမအာစရိယအနေနဲ့ကိုးခွေလို့ရှိရင်လည်းမရဘူးဘယကြောက်လို့မကိုးခွေရင် မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကိုအလေးအမြတ်လက်အုပ်ချခြင်းရှခိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံမတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှာဆိုထားတယ် တခါအဲ့ဒီသရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียအောင်နော်အဲ့ဒီလောကီသရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ဟိုပဏိပါဒသရဏဂုံဟာသရဏဂုံပြည့်ပြည့်ပြင်းပြင်းမဖြစ်ဖွယ်ရတဲ့အကြောင်းတရားတွေရှိတယ် တရဏဂုံရဲ့အရှိန်အဝါကိုကြဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုးဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရဟုံမဟုတ်ကလားဖះဆိုတာဟုံမဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုးခွဲတာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးခွဲတာ အဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိမ့်မယ်။ဒါကြောင့်မို့အတိညာလည်းရှိရမယ်၊တဏ္ဍာလည်းကင်းရမယ်၊မှန်ကန်တဲ့ညာအမြင်နဲ့ဖြစ်ဆုံးရမယ်၊မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ